ကျွန်မဒီနေ့လည်းကျွန်မအမြဲလိုလိုပဲကျွန်မပုံဝင်ချင်မှာဖြစ်နေတာကျွန်မတွေ့ဆုံပြောဆိုခင်ရတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့အမြဲလို sharing လုပ်ဖြစ်ပါမယ်ဒီနေ့လည်းကျွန်မတွေ့မြင်တွေ့တဲ့ကိုပြပြချင်တာပါဒါတော့ဗာလေဆိုတော့ကျမတို့လုပ်ငန်းတွေလုပ်ကြတယ်အလုပ်တွေလုပ်နေဆိုရင်ကိုယ့်မှာရှိတဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အလုပ်မှာ ဘလိုလူမျိုးတွေလဲကျမတို့တူတူတွဲတွဲအဲ့လိုကြာမှာပေါ့ဒါမှမဟုတ်ဘလိုလူမျိုးတွေကိုကျမတို့ခေါ်ရမှာပေါ့အလုပ်တစ်ခုစလုပ်တော့မယ်လို့ပြောလိုက်ရင်တို့ဆရာညာအများကြီးပဲလို့ရမှာလည်းအများကြီးဆိုတော့ရှင်းမြတ်လေးအားလုံးကျမတို့ခေါ်ရတော့မှာလားပေါ့မှတ်တယ်လို့စဉ်းစားကြည့်စစ်ချင်ပါတယ်ကျမစဉ်းစားခဲ့ရတဲ့ပတ်သက်ပြောလေတစ်ချက်တစ်ချက်ချင်းစီဖီလ်တာလုပ်ပြီးစဉ်းစားသွားကြည့်စစ်ချင်တာပါနံပါတ်1ကိုပါလုပ်ပါခင်ကိုလုပ်ကပါလေကိုပါလုပ်တတ်တာလေဘာလို့တော့လုံးဝမလုပ်တတ်ဘူး ါးတော့နည်းနည်းသိတယ်ဒါလေးကိုရင်းဆုံးပိုင်းဖြတ်ပြီးတော့ရေးချကြည့်စေချင်ပါဘူးဒုတိယချက်ကိုယ့်ရဲ့အလုပ်ထဲမှာတဲ့လုပ်ငန်းစဉ်ဘယ်နှမျိုးရှိတယ်လဲဆိုကြပါစို့ is အယောင်ကိုရောင်းတက်တာလား marketing လုပ်ကမင်းကိုလုပ်တက်တာလား HR ဝန်ထမ်းနဲ့ပတ်သက်လို့ကိုထိန်းတက်တာလားအဝေးဝယ်တက်တာလား operation လုပ်ငန်းတစ်ခုလုံးနဲ့ပတ်အခုလဲတက်သလားစီးရင်ပိုင်းကိုလုပ်တက်သလားစသဖြင့်လုပ်ရမယ့်အလုပ်တွေအားလုံးတန်းစီဖြစ်ကြည့်နိုင်ကြပါလေအဲ့တော့ ဘယ်လိုကတော့ဖြစ်ဖို့ကပိုင်နိုင်တိရတယ်ဥမာကျမဆိုပါဆိုကျမဆေးနဲ့ပတ်သက်လို့ကျမကြည့်တယ်အော်ဆေးနဲ့ပတ်သက်လာမှာကျမလုပ်အိရှာနဲ့ပတ်သက်လို့အာကျမဝန်ထမ်းတွေပါထိတ်လက်တယ်အိရှာတော့ကျမလုပ်တတ်တယ်အိရှာကိုပို့လို့မယ်။ဒါဆိုရင်ရောင်းမယ်။ရောင်းမှကျမသိမလုပ်တတ်ဘူး။မားကတ်တင်းအားကိုမလုပ်တတ်သေးတယ်။အဝယ်ကျမလုပ်တတ်တယ်မင်းလေ။ဒါပေမဲ့အငယ်အကုန်လုံးကိုမပါနိုင်ဘူး။ကိုယ့်ထဲမှာရှိတဲ့ကိုယ့်ရဲ့ဝန်ထမ်းကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ဘူးတို့ရောဖြစ်ငါတာဝန်ပေးတယ်။စသည်ဖြင့် ကိုယ်မှလက်ရှိရှိနေတဲ့သူကိုနဲ့အရင်ကအလုပ်တောင်းရင်းခွဲချနိုင်စေချင်ပါတယ်။ခွဲပြီးတော့အဲ့ဒီလူရဲ့ဘေးတွေဘေးတွေမှာအလုပ်အလုပ်တွေရဲ့ဘေးတွေဘေးတွေမှာဒီလူတွေနဲ့ရေချလိုက်ပြီးပြီဆိုရင်တော့လိုအပ်တဲ့ဒူ list တွေဒါဒူ list အလုပ် list တွေထွက်လာပါမယ်နိ။ဒါလေးကိုပဲကျွန်တော်ဒီဆိုအာယုံလေးစိုက်ပြီးဒီလူတွေကိုကျမတို့အရင်စထည့်ပြီးတော့ကျမတို့အလုပ်လုပ်မယ်ဆိုရင်လည်းကျမတို့လောက်ကစဉ်းစားပို့ပြီးတွေ့လာပြီးအလုပ်ကပို့ပြီးတွေ့တဲ့အလုပ်တစ်ခုဖြစ်လာမှာပေါ့နော် အဲ့တော့ဒီမှာခုစဉ်းစားကြည့်တယ်လို့ပဲအခုဒီမှာရှိရလူတွေပဲကိုယ့်လုံးနဲ့အတွက်လုပ်နေတဲ့လူတွေဖြစ်ဖြစ်စလုပ်နေလူတွေဖြစ်ဖြစ်စဉ်းစားကြည့်ပြီးတော့လေလူတွေနဲ့အလုပ်နဲ့ကိုယ်နဲ့နေရာချတဲ့ချကြပါလားပေါ့နော်ချတဲ့ကိုယ်နဲ့အထောက်အကူတစ်ခုပြုနေလို့ဒီမှာပြောနေပါတယ် ကျွန်မနာမည်မီဝင်းမှာကျွန်မ train business solution founder ပါ CEO လို့ဖြစ်ပါတယ်အမြဲလို့ကိုကျွန်မရဲ့ page တွေပေါ်မှာ sales နဲ့ပတ်သက်တာတွေဒါမှမဟုတ်ရင် business နဲ့ပတ်သက်တာတွေဒါမှမဟုတ် motivation နဲ့ပတ်သက်တာတခုခုတခုအမြဲလို့ပဲဝေမျှလည်းရှိပါတယ်ပြီးတော့စိတ်ဝင်စားရင်သိချင်လဲဆိုတော့ကျွန်မရဲ့ page တွေဖြစ်တဲ့ train business solution page renewing concept coach page နဲ့ tiktok ဒီပေါ်မှာလည်းလေ့လာနိုင်ပါတယ်ရှင်အားလုံးပဲကောင်းမွန်နေပြီဖြစ်ပါစေရှင်